မင်္ဂလာပါရှင်။အေဂျင့်မြန်မာ channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူရှောင်းနေတက်လွင်ရေးသားထားတဲ့မြေမနှင်းသားစနေသားဆိုတဲ့ဇာတ်လမ်းလေးကိုအစအဆုံးတင်ဆက်ပေးသွားကြပါမယ်။ဇာတ်လမ်းလေးမစတင်ခင်မှာတော့ channel လေးကို like and subscribe နှိပ်သွားပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇာတ်လမ်းလေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ အဝေးတနေရာမိခင်တဲမှာနိုင်တန်ချောင်းခောက်တန်ကိုတက်တက်ကြားလိုက်ရဲပထမမှာခမမြန်လှမ်းနေရဲ့ခြေလှမ်းတွေဟာအရှိမမြေခွင်းကြောင့်တိုင်မြင်စရာမလိုပဲတံခွန်းထဲနေအောင်ရလိုက်ကြရဲရှေးရမြေခွင်းကိုကြည့်နေကြရဲသူတို့မျိုးလုံးတွေကကဏ္ဍမင်းကြီးငါပြောတယ်စစောပြန်ပါမယ်ဆိုအခုတော့တင်နီယာကိုနှစ်ယောက်တည်းဖြတ်ရပြီဟာငါလဲပြန်ကျင်တာပေါ့ကွာဒါမှမင်းငါကြိုက်တဲ့ပဝအကလေးကိုစောင့်ကြည့်ကြလို့ ခုလိုနောက်ကျသွားတာပါကွာတောင်းမှန်ပါတယ်စောကြီးရဲ့မောက်တန်းစကားကြောင့်စောကြီးခဏနေသွားတယ်ခဏကြာမှတော့ငါလဲတကယ်ဆိုမနေ့ပွဲပြီးမှပြန်ကျင်တာအဘမနေ့လေးနိုင်ထိုးပိုက်ချသွားမယ်ဆိုလို့သာပြန်လာရတာဒီနေရာကိုဒီချင်မဖြတ်ချင်တာပါကွာပြောရင်းနဲ့အရှိရလမ်းခွေကိုပြိုင်တူကြည့်လိုက်ကြတယ်ငါအလုံးပါစောကြီးရပထမလမ်းထဲရကိုစိုးတော့ဖွဲနေအတူပြန်လိုက်ရင်အခုလောက်ဆိုအိမ်မှာနှက်တောင်းနေပြီ စကားပြောရင်တက်ပြင်းချလိုက်တဲ့မောင်တန်းကိုစောကြီးကကြည့်ပြီးမျက်နှာမဲ့ကကဲငါတို့အခုဒီနေရာကိုဘယ်လိုဖြတ်မလဲမတက်နိုင်အောင်လေမသွားလို့မှမဖြစ်တာပဲစောကြီးရတခုတော့ပြောထားမယ်ကွာဘာပဲဖြစ်ဖြစ်မပြေကြည့်ကွာမနဲ့လေဟဲ့ကောင်မောင်တန်းငါအရာတယ်မင်းသာကူးဆိုင်တကယ်လို့ပြေးရင်ပြေးတဲ့သူရဲ့အရေးကိုမကောင်းစွာကလိုက်နေလို့နင်းမင်းတေတက်တယ်ပြောရင်တော့မောင်တန်းစောကြီးစကားကြောင့်မောင်တန်းနှဖိုးကချွေးစကိုလက်လက်တတ်လိုက်ပြီး ယောက်ျားပါကွာတရေကြောက်ပြီမေခရီးရော်တရေငါမပြေးဘူးလို့ကတိပေးရမင်းရောစောကြီးစောကြီးကအနေငယ်တင်းငိမ့်နေဆိုပေမဲ့သူ့မျက်နာမှာလဲစိုးရင်စိတ်ကအပြည့်ကဲဖနဲ့ချွတ်ကွာမောင်တန်းပြင်လက်တွဲမယ်လာပြောရင်းနဲ့တင်ငယ်ချင်းနှစ်ယောက်ဖနဲ့ပြိုင်လို့ချွတ်လိုက်ပြီးလက်တစ်ဖက်ကကန်လိုက်ကကြံလက်တစ်ဖက်ကိုတွဲလိုက်ပြီးရောအရှိကိုခရီးဆက်ဖို့ပြန်လိုက်ကြအေးသူတို့နှစ်ယောက်အရှိမှာအရာကတခြားမဟုတ်ကလာတင်ဆိုင်ကုန်နေ ဗမာတင်ဆိုင်ကုန်းနှစ်ခုဖြစ်ပြီးခြံစည်းရိုးသာချထားတယ်။သူတို့သွားရမယ့်လမ်းဟာတင်ဆိုင်နှစ်ခုပြေးရနေကပ်ဖောက်ထားတဲ့ရှုံးပွဲထူတဲ့လမ်းလေးဖြစ်တယ်။မိုးရသည်ဖြစ်တာကြောင့်လမ်းပေါ်ပြီးတော့ပြက်စီနေရဲ့မြို့ဝဆုံတင်ဆိုင်ရဲ့တစ်ဖက်မှာရှိတဲ့တက်ငါတန်းကွက်တွေမှာနေကြတာကြောင့်သူတို့နေရအဖို့တင်နီယာကမဖြစ်မနေဖြတ်သွားရမှာဖြစ်တယ်။တော်ယုံဘသူမှတည်ချင်းမျိုးကိုမသွားရဲကြ။တော်ရင်လေအဖော်ပေါင်းကောင်းမှဖြတ်သွားတတ်ကြတယ်။တန်ငါတန်းဘက်မှာနေကြသူတွေဟာ မုံမက်ချောင်းမီကပင်မြို့မှာဝယ်ယူရမယ့်အရာတွေကိုအပေးဝယ်ယူလက်စသိမ့်တတ်ကြတယ်။အကြောင်းကတော့ဒီနေရာနဲ့ညဘက်မပတ်သက်ချင်တာကြောင့်ဖြစ်တယ်။ဒီနေရာဒေသင်ဆိုင်နဲ့ပတ်သက်ပြီးမြင်ရကြရတဲ့အကြောင်းအရာတွေကမရောနိုင်လောက်အောင်ဖြည့်ရဆုံးလင်းလိုက်။ထူးကြတာကအလုံးသောအကြောင်းအရာတွေအပြီးမှာကောင်းတဲ့အတန်ကောင်းတဲ့ရလက်ဖြစ်မလာတတ်ပေ။ဒါကြောင့်ဒေရှာကိုအလုံးညအခါကြင်ထားကြတာကသဘာဝကျလာတယ်။ရှောင်းဘွက်ထိုးတဲ့လမ်းမထက်မှာ တငယ်ချင်းနှစ်ယောက်ကခိမပေါက်ပေထိုစဉ်ငှက်ဆိုးတကောင်ကသုံးတန်အတွင်ဘက်မှအလက်နဲ့ကြာအော်ဟစ်သွားတယ်မကြခင်အဝေးကဆွဲဆွဲငင်ငင်ဦးလိုက်တဲ့ခွေးဦးတန်းကကြော်တဲ့အထိစိတ်ကျစရာကောင်းငင်ကမိုးရိပ်တက်နေပြီးကြဲရောင်မရှိဘဝန်းကျဲမှာလမ်းပေမီးတိုင်မှာခရမ်းကျင်သေးတတတင်မော်တာမီးသည်အလင်းရောင်ကြောင့်မှုံဝါဝါသုံးတန်ထဲမှာမညင်ညာတဲ့အောက်ကိုဖြူဖြူတွေကဟိုတဆုတီတဆုနဲ့အမှတ်တမဲ့ကြည့်လိုက်ရင် မကောင်းဆိုးဝါးတွေငုတ်တုတ်ထန်နေကြသလိုဩဂုတန်အနောက်ဖေမြေပေါ်မမို့တွေကလည်းအထဲမှာတခုခုကယုံထနေသလိုပိုပြီးမှုမောက်နေပြီးတော့ကက်လန်လန်မှာကတိပင်နဲ့ခြုံရွယ်တွေမှာမဟူရဝိယုံတရံရံနဲ့စေတန်ရဲ့နန်းစိုးတွေကာကျိုးစနေရဲ့အလားခြောက်ချားစရာစောကြီးနဲ့မောင်တန်ကတော့အဲ့ရာတွေကိုတတိမမို့မီမကြည့်မရောတမင်မကြည့်ပဲအရှိ့ကသာတဲကြီးမကြီးလှမ်းနေကြတယ်ထို့စဉ်ကလာတင်ဆိုင်နဲ့ မြမတင်းဆိုင်အဆက်ကိုအရောက်မှာအတန်တခုဟာအုတ်ကိုကြားနေထွက်ပေါ်လာခဲ့တယ်။အကိုအတန်ကြောင့်မောင်တန်းနဲ့စောကြီးခြေလန်းတစ်ချက်တွန့်သွားတယ်။ဒါပေမဲ့နှစ်ယောက်သာလက်ကိုမဖြုတ်နေသွားတဲ့ခြေလန်းတွေကပို့ပြီးအမြန်လျှောက်လိုက်ကြတယ်။အကိုဒုတိယံမီအတန်ကထွက်ပေါ်လာပြန်တယ်။စောကြီးမပြေးနဲ့နော်။မောင်တန်းအတန်ကတုံနေတာသိတာတယ်။မပြေးပါဘူးမောင်တန်းရ။စိတ်ကိုတင့်ထားကွာလှဲ့မကြည့်နဲ့။အေးပါတငယ်ချင်းဟာ။အကို အတန်းအုပ်ကိုကြာမဟုတ်တော့အလောင်နာကဖြစ်လာပြီအကိုခေါ်တဲ့နေရှိတဲ့ကမနေ့မျိုးစာကောင်းလာတယ်ရှိတဲ့အနောက်မှာထက်ချက်မကွာပါလာတဲ့အပြင်မောင်တန်ပဲနှီးလာလိုက်စောကြီးပဲနှီးလာလိုက်နဲ့စောကြီးငါကြောက်လာပြီကွာတငယ်ချင်းစိတ်ထိမ်ပါကွာလှဲ့မကြည့်နဲ့သူငါတို့ကိုဘာမှလုပ်လို့မရဘူးကွာစောကြီးကအတင်ထားသည်မောင်တန်ကမေ့ရခြင်းတော့စိတ်ပြော့ပုံရတယ်လက်မလွတ်နဲ့တော့မောင်တန် ရှင်းမမေးရတကူတွေ့နေရပြီကွာမပြည့်နဲ့နော်အကိုတို့စောကြီးစကားပြောရင်မောင်တန်းကမတင်ကြတော့ပြီထင်းနဲ့အတိုင်းပဲမောင်တန်းအတန်နဲ့ကြီးနေထောက်ကပြေးတော့တယ်ကဲကြပါအောင်ဗျာကဲကြပါအောင်မောင်တန်းပြေးရနေစောကြီးလည်းမနေတာတော့မောင်တန်းအနောက်ကနေတတိလက်လို့အပြေးလိုက်မိရဲ့ထို့စဉ်သူတို့နှစ်ဦးရဲ့ပြေးလန့်အရှိဘက်ကိုအရိပ်မကြီးတကူထိုးကြလာတယ်ငါခေါနေရကိုရှည်တန်ပိုင်ရှင်ကို သူတို့နှစ်ဦးရဲ့အရှိမနေကက်စွာမြင်လိုက်ရတယ်။အမလီကဲပေါင်းဗျာ။နှစ်ယောက်သားအတန်နဲ့ကြီးနေ။ဖြိုင်းတူအော်ဟေကခြေဦးတရပြေးထွက်သွားကြလေပြီ။မကြခင်တုတ်တန်ထဲမှာပုတ်အဲအနှံ့တွေနဲ့အတူခြောက်ချောင်းဝယ်ရာရေတံတွေကကြက်တီမဲစွာနဲ့ပေါ်ထွက်လာတယ်။ငပိငချာအနံကနှကောင်းလေးကိုအလုံးလံဝင်လာတယ်။ညကောက်ပွဲကြိုက်ထားတာကြောင့်ခေါင်းကမကြည့်။စောကြီးနဲ့မောင်တန်းအဖြစ်ကြားရတာကြောင့်တရင်သွားမိပြီးတင်ငယ်ချင်းဖြစ်သူပေါ့စားနေပြန်လာခဲ့ခြင်းဖြစ်တယ်။ ညကျွန်တော်တို့ပြန်မယ်ချိန်အဲ့ဒီကောင်မှပွဲခင်းနေပျောက်သွားပြီးမခေါ်ဖြစ်ခဲ့ပြီတခါလေခေါ်လာခဲ့မြင်ဒီလိုဖြစ်မှာမဟုတ်အခုတော့မောင်တန်းနေဆိုကြည်အပြားကြီးနေကြပြီးတိုင်းရင်စည်းစာကိုခေါ်ပြီးကုန်နေရတယ်သူတို့ပြောပုံအရာဆိုရင်ဟိုအစိမ့်တဲ့မကတော်တော်ဆိုးနေပြီနော်ငါဆိုပေါ့စာပြောရမှန်တယ်အဲ့ဒီတောက်တန်ပေးမှာအချိန်လုံးရင်လမ်းသွားလမ်းလာတွေကိုထွက်ပြီး၆လန်တက်တဲ့တဲ့မကအခုတလောအတော်လေးဆိုးသွမ်းနေရကိုမကြကနာကြရဲ့ အေးကွာငါတို့ညအပြန်လာလူများလို့တော်တည်ရအချိန်လွန်ပြီးလူနေရင်အခုချိန်ငါတို့လည်းစေးစားနဲ့ကိုနေရပြီကွာကျွန်တော်လည်းပုံစာကိုတရေမအကြောင်းဆက်ပြောပြီးလမ်းဆက်လျှောက်နေလိုက်တဲ့ထို့စဉ်မှုံလေးတို့အိမ်ရှိအယောက်မှငကြောက်ထွက်လန်းနေရဲ့မှုံလေးကိုတွေ့ရတယ်သူရဲ့ပါပြင်တနက်ခါဘက်ွက်လေးမှာတနက်ခါနံလေးပင်ကျွန်တော်နှာခေါင်းလေးရှူရှိုင်းမိတယ်လို့ပါငပီငချအနံတွေပင်တတိမြားကျွန်တော်ပဲကျွန်တော်မှုံလေးကိုချက်တယ် ထိုစဉ်မောင်လီဟာကျွန်တော်သူ့ကိုကြည့်နေရကိုတတိထားမိသွားပြီးမျက်ဆောင်ထိုးကနှကန်းကိုဆူပြီးအိမ်ထဲကိုကြပြကြရပြေးဝင်သွားပါရယ်မဆိုမင်းလည်းဝက်ပဲနော်ပေါ့စာတန်ကထုံးစံတိုင်းရေးတက်တက်နေချစ်တာကိုကမင်းမရေးစားမရှိတော့ဘယ်ကိုချင်းစားမလဲဟာငါကိုချင်းမစားတာမဟုတ်ဘူးဟိုကမင်းဘာမှတော့မပြောရသေးဘူးမင်းအကြည့်ဝင်းနေတဲ့ခါခါတည်တည်ဖြစ်နေရကို့မှာသဘောမကျတာကွာငါဆိုအောင်နောက်ခံပြီးတော့ကြိုက်မနေတော့ဘူး ။ပေါင်းဆောင်ရဲ့စကားမှာကျွန်တော်စဉ်းစားနေရဲ့။မောင်လေးကကျွန်တော်ကိုဘာကြောင့်အခုလိုဆက်ဆံနေရလဲ။သူ့မှာရေးစားရှိရဲ့လို့လည်းမကြမိ။ကျွန်တော်မောင်လေးကြောင့်စဉ်းစားနေစဉ်။ဟေး။ငါဆိုနေပေါင်းဆောင်လောင်းဟ။ကိုင်းရရောင်းနေရဲ့ကံလာမှာသူ့ကိုင်းရဆိုင်မှာပဲ။ကျွန်တော်တို့ကိုလှမ်းခေါ်နေရဲ့။ဘာကိစ္စနဲ့ခေါ်တာကိုမသိပေမဲ့အချင်းရတာကြောင့်နှစ်ယောက်သားဝင်လိုက်မိရဲ့။ဘာလဲကံလာပြောလေ။ကျွန်တော်ကကံလာကိုမေးလိုက်စဉ်ပေါက်စားက secret တလေးကိုမေးကောင်းနှိမ့်လိုက်တဲ့ မင်းတို့တွေပြောမလို့ဟာဟိုလူပြိုကြီးကိုဝင်းအိမ်မှာယောဂဆရာတောင်ရောက်နေရဲ့အဲ့ဒါမင်းတို့သိလားဟင်အဲ့ဒါငါတို့နဲ့ဘာဆိုင်လဲဟာသူ့ဘာသာသူယောဂပဲလာလားဘဲရပဲလာလားလေကံလာကိုကျွန်တော်ပူတော်လိုက်တယ်ဟုတ်တယ်လေယောဆရာရောက်တာကျွန်တော်နဲ့ဘာဆိုင်လဲအဲ့ဒါပဲလူပြိုကြီးကမင်းတို့တွေ့ရင်သူ့အိမ်လာခဲ့ပါလို့ပြောထားလို့ပါတရေကြီးရဲ့ကဲမဆိုလူပြိုကြီးကခေါ်ရင်တော့အကြောင်းရှိရဲ့ကွာနော် ပေါင်းစာပြောမှန်းနေ။အေးငါတို့ခုပဲသွားလိုက်မယ်လေကန်လ။ပြောရင်နဲ့ပေါင်းစာနဲ့ကျွန်တော်လူလျောကြီးအိမ်ဘက်ကိုခြေဦးလှည့်လိုက်ကြတယ်။ကန်လရေဒီစစ်လေးဖို့လေးမှတ်ထားအောင်နော်။ပေါင်းစာကကန်လကိုပြန်လဲអော်လိုက်ပြီးလိုက်ပါလာတော့တယ်။ဗျာအဘရဲ့စကားဟာကျွန်တော်တွေအစင်းစားစာဖြစ်နေရဲ့။စင်းစားကြကောင်းလေးပဲ။အဘလည်းအချင်းသိမ့်မရဘူး။မင်းတို့လုံမယ်ဆိုရင်မင်းတို့တွေအဘဆောင်ပေးမယ်။မင်းတို့လိုလူငယ်တွေအတွက်ဒီလိုစင်းမြွာရှိတဲ့နေ ဆောင်ထားတဲ့နဲ့နော်လွေပြောကြီးကိုဝင်ကမင်းတို့ကလည်းလောက်ကြပါဟာငါဆိုမင်းတို့လောက်ရင်အောင်မြင်ပါပါဘာလို့လဲဆိုတော့မင်းတို့နှစ်ယောက်ကတိတ်မကြောက်တတ်ကြဘူးလေငါတော့မိမသားလူချင်းတာတရေကြောက်တယ်ကွာကျွန်တော်အတော်လေးစဉ်းစားရကြက်သွားတယ်ဖြစ်နိုင်ပါမလားဆိုတာကိုတွေးနေရပြီပေါ့စာလည်းညှိနေရဲ့အဲ့ဒီကလေးမျိုးဆိုတာဘလို့သိရမှာတော့ကျွန်တော်လည်းသိချင်တာကို အရင်မေးလိုက်မိရဲ့လူပြိုကြီးကိုဝင်ကအဲ့ဒီတော်တော်မပူပါနဲ့ ဒီကွက်တရာဆဲအိမ်မှုရှာရင်မှုတွေငှားပိုက်ပါတယ်။ပြီးတော့ဈေးုံမှာလည်းငါတင်ငယ်ချင်းတယောက်ကဟွန်တန်းလေအချိန်ပြေးပြီးစောင့်နေရမှာပါ။တခုပဲဒီကအဘသာနည်းနည်းစောင့်ပြီနော်။မင်းတို့သာလုံးမပြောကြစမ်းမအဘကူညီပေးဖို့စောင့်နေမယ်။ဟုတ်ပြီဗျာ။ကဲမစွနဲ့ပေါ့ဆ။မင်းတို့တတိအနေထားနဲ့သာနေကြ။ကျွန်တော်ငှားအပိုင်ကွာဟုတ်ပြီလား။တို့တွေဒီလောက်စိတ်ပါနေကြမှာတော့ကျွန်တော်လည်းမငြင်းရက်တော့ပါ။အဘရောစရာကြီးရဲ့မျက်နှာကား ကျွန်တော်ရင်နဲ့နှစ်လိုပဲတောင်းနေရကလည်းဒီကိစ္စကိုလှုပ်ချင်နေမိခြင်းဖြစ်တယ်။ဒါပြီးကျွန်တော်ဘဝအတွက်အရေးကြီးဆုံးအဖြစ်ချင်ဆုံးစန္ဒာကမှုံပေါ့။သူ့ရဲ့မျက်နှာဟာကျွန်တော်အတွေ့ရဲ့မှာထင်းကနေနေအောင်ကိုပေါ်လာလေခဲ့ပြီးချစ်တယ်မှုံရဲ့။စနေမိုးစွာကြောင့်လားမသိ။မိုးဟာအတော်ပင်တဲတမမဲရွာနေပြီးတော့လျှက်ရောင်ကတက်လက်လက်နဲ့လက်မနှာရီကိုပါလာတဲ့တနေ့တမီးနဲ့ထိုးကြည့်လိုက်တော့ညက17နှစ်ထိုးလို့နေပြီး မိုးတိတ်လို့တိတ်냐စောင့်နေပေမဲ့အချိန်လေးကမထိုးချင်ပြက်စီလက်လိုက်မိုးချင်းလိုက်နဲ့ညရဲ့အမောင်နဲ့နဲ့တဲတိုးဝင်ရမှာစိတ်ထဲကမဟုတ်ချင်ကျွန်တော်တို့အကူရောက်နေတဲ့နေရာမှာသုတ်တန်နဲ့မနီမဝေးတဲပြက်တစ်ခုမှမိုးကိုနေချင်းဖြစ်တယ်ပေါ့စာမင်းနေရာတရားမှတ်ခဲ့တယ်နော်မှတ်ခဲ့တယ်ငါဆိုသူတို့မြေမြောက်နေရာကိုငါတရားစောင့်ကြည့်လာခဲ့တာလေကင်းကရက်ွက်ထဲမှာခလေးမိဖွားပြီးအဖက်မတင်တာကြောင့် တလန်းကျော်ကဆဲအိတ်ကောင်းနဲ့တင်းဆိုင်မှာမြေသွားမြုပ်ကြတယ်။အဲ့ဒီချိန်ကိုစောင့်နေတဲ့ကိုဝင်းကဆဲအိတ်မှုပြောတာကြောင့်ပေါက်ဆောက်ကိုခေါ်ကမြေမြုပ်ရမှာလိုက်ပါကိုညီတယ်လို့နဲ့နေရာမှတ်ခဲ့ကြရပြောတယ်။လူတွေတို့နေရာကိုညီမှာဒီကိစ္စအောင်းနိုင်မှာကိစ္စပြီးရနဲ့ဗာကြီးပဲဖြစ်ပါစေအနာကိုလုံးဝလှဲမကြည့်ပဲအဘစီကိုရှောင်ပြန်လာခဲ့ကြ။နောက်ကိုလှဲကြည့်ရင်လူတွေတို့စီးပေါက်တယ်လို့ဖြစ်မယ်။အဲ့လိုဆိုနောက်နေမျက်နှာမတင်နဲ့တော့တခုလိုချင်းတခုပေးရမယ်။အေး အဘစီရောက်တာနဲ့လူလေးတို့အမိသားမှတ်တော့ကြာလားဒီစပူမှာအဋ္ဌိယဆိုလူလေးတို့ဘွာခက်လို့ရပြီအားလုံးလူလေးတို့ကိုတန်တန်ဆွဲသွားစီရမယ်ကြာလားကောင်လေးတို့ရော့အဘပေးရဲ့အဆောင်လေးကိုလက်မပတ်ထားအန်ဒီရဲ့ကင်းနဲ့လက်မချေထားရဲ့ကျိုးကိုဆင်းချလိုက်ပြီးရောစရာအဘရဲ့စကားတွေကျွန်တော်နားထဲမှာကြားရောင်နေမိရဲ့နောက်မှုန့်ရဲ့မျက်နှာလေးကကျွန်တော်ရင်နဲ့တဝဲလေးလေးနဲ့သူ့ရဲ့ပါပြင်ကဘက်ွက်လေးရဲ့ပိုင်ရှင်ဖြစ်ချင်တယ် သူ့လက်ကိုဆွဲပြီးဘဝခရီးတစ်ခုလုံးအတူပြေးသွားခြင်းမိ၏သူမယူခြင်းသည်ဖြစ်စေကျွန်တော်ဘဝတစ်ခုလုံးကိုသူ့ရင်ခွင်အတွက်ထိုးအပ်ထားလိုက်ခြင်း၏အဝန်းကျင်မှာဖြက်ခနေလဲသွားတယ်။ညကပိုပြီးနှက်လာတယ်။မိုးတံလေးတံမှလွဲပြီးပိုပြီးတိတ်ဆိတ်လာတယ်။ပေါက်စဖင်နာတော့မှမြုပ်ထလာလေ။တခုခုကိုညင်တဲ့ပြီးရွံ့နေရဲ့ပေါက်စဟာကျွန်တော်စကားကြောင့်ဟိုတုတ်တံနှကူအစံနာအမြင့်ဆုံးအုပ်ကိုအနောက်နာမှာကက်မြုပ်ထလာငါဆိုရ။ ဟေးတေရောအဲ့ညာကဟိုအစိမ့်တေရမတောင်းချန်တဲ့နေရာနားမဟုတ်လားအေးလေငါလည်းပြောမလို့နေရာရွှေ့ဖို့ဒါပေမဲ့သူ့မရစားကြီးနေရာပေးပြီးနေရာမရွှေ့ကောင်းလေကွာမတက်နိုင်တော့ဘူးကျွန်တော်ရင်ထဲမှာဘာရဲမဟုတ်အနေငယ်တော့စိုးထိတ်သွားမိတယ်လို့ကြောက်နေလို့လေထိုးပြီးတော့မဖြစ်လာတော့ကြေမိမိဘက်ကပြင်ဆင်ကြကိုသာပြင်ဆင်ထားရတော့မယ်ထိုးစင်ပေါက်စားကတင်ငယ်ချင်းကဆိုမင်းနဲ့ငါနဲ့ကသွေးတောက်တယ်နော် ီနေရာမှာတစ်ထက်တည်းကြာနေရမယ်။စီးလုံးရမယ်။တယောက်ပါဖြစ်ဖြစ်မထားခဲ့သေးကွာ။ပြောနေကြလားဟ။ငါလည်းမင်းနဲ့အတူတူလုပ်ရလို့ဒီကိစ္စကိုလက်ခံတာ။ပြီးတော့ငါမင်းကိုယုံနေတဲ့ငယ်ချင်းပြောရင်းနဲ့ပေါက်စားလက်ကိုဆွဲကတယောက်လက်ကိုတယောက်ဖြင်းချင်းအားပေးလိုက်တယ်။ထိုစဉ်လျက်စီးလက်တဲ့အလင်းရောင်ကြောင့်ပေါက်စားရဲ့မျက်နှာကထင်းကနေပေါ်လာတယ်။မေယိုကိုကားနေရသူအန်ကျိတ်ထားပုံရတယ်။ကျွန်တော်ဟာခက်လန်လန်တုတ်တန်ကိုလှမ်းစီလိုက်တာ ပေါင်းစာကိုရှင်နေကပဲဂတိထပ်ပေးလိုက်မြေ။သွားကြမယ်တငယ်ချင်း၁၇နှစ်ကျော်ပြီ။ငါတို့မြေတူးမာနဲ့ပါနေဆို အချင်းစောอยู่မှာဖြစ်မယ်။သွားလိမ်ငါဆိုအောင်မြောက်လောက်မယ်ကွာ။ပေါင်းစာဟာဘေးမှာ ပေါက်တူးကိုရှုပ်ပြီးထိုင်နေရမှဆက်ကနေထားရလိုက်တယ်။အောင်မြင်ပါစေတငယ်ချင်း။ကျွန်တော်ဘလတ်စတစ်ဘတ်တာရဲ့ဓမီကိုတေချာစစ်ဆေးကမလန်မကတ်မှာသုံးတန်အတွင်းစမ်းသက်ထိုးခြင်းနေလိုက်တဲ့ထိုးစဉ်သုံးတန်အတွင်းမှာရေခနေရတစ်ခုကိုတွေ့လိုက်ရတယ် ဝိုးချင်းတန်နဲ့လျက်စည်းလျက်ချင်းတို့ဟာအရှင်အားထက်ပို့ပြီးစိတ်လာသလိုဘေးမှာခက်အုပ်လေးထွန်းထားတဲ့ဓမီအယောင်ကလွဲ့ရင်သုံးတန်ထဲမှာအမောင်ကကြီးစိုးနေရင်ဓမီအယောင်သာမရှိညရဲ့အမောင်ကကျွန်တော်တို့ကိုဝါမျိုးသွားနိုင်တယ်ပေါတူးနဲ့တူးနေရတဲ့နေရာကမိုးရေတွေကြောင့်ခရီးမတင်တစ်ချက်ပေါက်လိုက်တိုင်းရွှွန်ရေကကျွန်တော်တို့မျက်နှာကိုလှဆင်းနေ၎င်းထဲမှာလည်းအဲ့ဒီရွှွန်ရေမှာအိုးအိမ်အနံတွေကမတ်တက်တီချင်းစရာနှစ်ယောက်သားအတိုင်းမဲထားတဲ့အတိုင်းကိုတက်ညီလက်ညီလုံနေကြတယ် ပေါက်စားကမြေကိုပေါက်တူးနဲ့ပေါက်လိုက်ကျွန်တော်ကရွှေခဲတွေကိုဖဲလိုက်ဘေးမှာရေကဈေးဝင်လိုက်နေအဆင်မပြေပိုးပြီးပင်ပန်းနေထို့စဉ်အကိုကျွန်တော်နားတယ်ဝင်လာတဲ့အတန်ပေါက်စားလဲတူးလက်စကိုတစ်ချဲရက်လိုက်ပြီးနားစွင့်နေပေါ့ကြောထဲမှာစိတ်နေအောင်ခန်းစားလိုက်ရတယ်အကိုသေးကြပါပြီအစိမ့်တည်းရမှာကျွန်တော်နားကိုရောက်နေပြီပေါက်စားတကယ်ကြီးအမြန်တူးတော့ဟဲ့မိုးရေတဲ့အတန်ကိုအော်ပြောလိုက်ရတယ် ေးပါအေးပါပြောရင်းတဲ့ပုံစံကအရင်ကထဲပို့ပြီးတော့လှိမ့်မြန်စွာနဲ့မြေကြီးကိုပေါက်တူနဲ့ပေါက်တယ်ကျွန်တော်ကရွှံကယ်တွေကိုအမြန်ဖဲနေလိုက်တယ်အကိုတို့မလုပ်ကြနဲ့နော်တရဲမကစပြီးတော့တားကြည့်ပြီးပေါက်စားကပို့ပြီးတော့မြန်ပေါက်နေရဲ့ငါပြောနေရဲ့လေတရဲမတန်ကဘေးပပတ်လဲမှာဝေဝဲနေရဲ့တင်ခဲ့ချင်းရတော့မဲတူကွာတူမလောက်နဲ့ဆိုနင်တို့ငါ့အကြောင်းမသိကြဘူးလားပေါက်စားရင် ခေါင်းနဲ့ထက်နေနဲ့တို့ထဟကျွန်တော်ပေါက်စာကိုတတိပေးရင်မြေကြီးကိုဖယ်နေလိုက်တဲ့ထိုစဉ်အနီးစာတစ်ခုကိုစမ်းမိလိုက်တဲ့အားဆိုင်ပြီးအနီးစာကိုဆွဲပေါ်လိုက်တဲ့ရပြီပေါက်စာရေးရပြီကျွန်တော်ထော်လိုက်မိရဲ့မလောက်နဲ့ဆိုနင်တို့တေဖို့တာပြင်တော့ဟာတော့တရေမှဘာလာဖြစ်နေရလဲနေ့ကငါတို့ကမကြောက်လို့ဒီညကိုရောက်နေရပေါ့သွားထွက်သွားမသွားရင်ငါတို့မှပါတဲ့အဆောင်နဲ့နေ့ကိုခန်းစားရအောင်လုပ်မယ်ပေါက်စာကဒေါသဖြစ်သွားပြီး တရဲမကိုချိန်ဝလိုက်တယ်။လက်ထဲမှာပါလာတဲ့အနီတုပ်ကိုဘေးကအုပ်ကူပေါ်တင်လိုက်တယ်။ထို့စဉ်ပေါ့ဆာအနာကိုမလန်မကန်းမှာမမဲအရေးကြီးတခုကမမသေးရက်နေရဲ့။နင်တို့သေးပြီ။နင်တို့သေးပြီ။အဲ့ဒီကလေးကိုပြန်ထားခဲ့။ပေါ့ဆာအနာကိုလှဲ့မကြည့်နဲ့နော်။လာ။မင်းကလေးမသားလေးကိုဖိထား။ငါလက်မကိုကိုက်ဖြတ်မယ်။အေးငဆိုးလောက်ကွာ။နှစ်ယောက်သားမိုးရီထဲမှာကြွတ်ဆုပ်လို့ဖြစ်နေပြီမဲ့မချမ်းပါ။ကျွန်တော်ကလက်ကနာရီကိုသား သမီးနဲ့ကြည်လိုက်တယ်။ည7နာရီတတိမှာခလေးအလောင်းမှလက်ဘက်လက်မကိုပဇက်နဲ့ကိုက်ဖြတ်ပြီးအဲ့ဒီလက်မကိုယူပြေးရမယ်။နင်တို့အတက်မယ်နင်တို့အတက်မယ်။ငါတို့ရဲ့မြေမင်းသားကိုပြန်ထားခဲ့ပြန်ထားခဲ့။တာမန်ဆိုတောက်မိမှာအမှန်ပဲ။တရဲမရဲ့အတန်းကကြက်တီမဲ့လုံးနေပြီးပေါ့ဆာက ခလေးမသားလေးကိုဖိထားတယ်။သူ့မျက်နှာမှာလေဇိုးရင်နဲ့အဝေးတက်ကမကင်အနောက်ဘက်ကိုမလုံတဲ့ပုံမျိုးဖြစ်နေရဲ့။ ုတ်တန်ထဲမှာလူသားဆိုလို့နှစ်ယောက်တည်းရှိနေပြီတောက်စရာအတန်အရေးတွေကတဖြည်းဖြည်းကြီးစိုးလာနေကြပြီမိုးတန်လေတန်နဲ့အတူခွဲဦးတန်တွေကညကိုပုံမချောက်ချားနေစေတယ်။နိုင်လက်တန်ဟာတဖြည်းဖြည်းနဲ့စက်နှစ်နိုင်ကိုရောက်ကိုစက္ကန့်ပိုင်းများအလို ထိုးစဉ်ညင်ညူတန်ကြီးနဲ့အတူနှစ်ယောက်သားလက်နဲ့ဖိထားတဲ့မြေမင်းသားကလေးမသားလေးမှလှုပ်ရှားလာတယ်။ဟာဘာကြီးလဲငါဆိုရဖိထောင်ဟာကလေးမသားလေးရုံးလာပြီ။ အဖိထားချုပ်ထားပေါက်စာကြီးအချင်းပြေတော့မယ်မဆက်ကသာအော်နေရပြီမယ်ကျွန်တော်လည်းအင်မတန်မှထိတ်လန့်သွားရတယ်ပေါက်စာလေးအတော်ပြီမျက်နာပြတ်နေခဲ့ပြီခလေးမသားလေးကိုဖိတ်ထားတယ်ထတော့ထတော့သူတို့တတ်တော့အားလုံးအချင်းမတော်တုတ်တန်တဲ့ကို ကျူးကြော်နေတဲ့ဒေလူသားနှစ်ယောက်ရဲ့အသွေးသားဝိညာဉ်ကို သုံးဆောင်ကြတော့ဟိထကြတော့ထကြတော့အစင်းအသေးမရဲ့အတန်နဲ့တူမဲမဲအရှိတ်ကြီးကပေါက်စာအနာကို တဖြည်းဖြည်းကက်လာတာကြောင့်ကျွန်တော်လေးစိုးရိမ်သွားပြီ။ပေါ့ဆိုင်အနောက်ကိုမကြည့်နဲ့။ခလေးမသားလေးကိုဖိထားငါကြိုက်ပြီ။ဆယ်နှစ်နာရီထိုးပြီ။မိကြီးကတစ်ချက်တုံသွားပြီ။ကံဝန်းကျင်ကခြေတံကြီးတွေက အတင်းပြေးလာကြတဲ့ပုံစံမျိုးကြားရတယ်။လက်နဲ့ဖိထားတဲ့မြေမင်းသားခလေးမသားလေးမှာ အော်ဟစ်ရုံးကန်လာတာကတဖြည်းဖြည်းတန်မာလာတယ်။ပေါ့ဆာကခလေးမသားလေးရဲ့ရှင်ဘက်ကိုဖိထားရင်မြမြကြိုက်တော့ဟာမရတော့ငါမထိနိုင်တော့ဘူး။ ပေါင်းစာအတန်းနဲ့တူကျွန်တော်လည်းစဉ်းစားနေတော့လက်တစ်ဖက်မှာဖိထားတဲ့ခလေးမသားလေးရဲ့ဘယ်ဘက်လက်မကိုဖိကန်လိုက်တော့တယ်။စားကြမယ်စားကြမယ်။အတန်ပေါင်းစုံကပန်ဝန်းကျင်မှာဝိုင်းလာတယ်။တရစီအယောင်ကြောင့်ငင်းလိုက်ရတဲ့မြင်ကွင်းကကြောက်စရာကောင်းလာတယ်။ကျွန်တော်တို့ပတ်လည်မှာမမဲအရေကြီးကဝန်းရံနေခဲ့ပြီးထို့စဉ်ပေါင်းစာကိုတရေမှာကအနောက်ကဝင်ပြီးလက်ဘင်းကိုညှက်နေတယ်။တာမန်ထက်တန်မာလေးရဲ့ခလေးမသားကိုဖိရင် လက်မကိုအားဆိုင်ပြီးတော့ကြိုက်ဖြတ်နေရတာကမလွဲအဲ့ဒီအချိန်တန်မိုင်းရဲ့လက်တစ်ဖက်ကကျွန်တော်ရဲ့ခြေထောက်ကိုလှဆွဲတော့တယ်ကျွန်တော်တို့နှစ်ယောက်ကဘယ်သူကမှမကဲနိုင်ထိတ်လန့်စရာကောင်းလို့နှာပေမဲ့မိမိအသက်ရှင်သန်ဖို့တွေအတေးကစိမဖောက်ဖို့လုံနေပြီဆိုတာကျွန်တော်နားလည်လိုက်တယ်ဗစက်တဲကိုပြက်လွတ်လို့လက်မလေးကိုကိုက်ရင်စောင့်ဆွဲလိုက်တော့တယ်ဗစက်တဲပါလာတယ်လက်မကိုငုံထားရမှာဗဆောင်ကိုပို့လိုက်ပြီးပေါက်ဆိုင်ပြေးပြေးပြောရင်းနေနှစ်ယောက်သား ခလေးမတောင်ဘေးကိုလွှင့်ပြစ်လိုက်ပြီးပေါက်စာမှာတရေမလက်မရုံးလိုက်တယ်ကျွန်တော်လည်းခြေထောက်ကိုဆွဲထားတဲ့လက်ကိုလှည့်ကမ်းပြီးအတင်းယုံကလာလန်းဘက်ကိုပြေးရတော့တယ်အနောက်ကိုမကြည့်နဲ့တငယ်ချင်းပြေးတာပြေးပေါက်စာမှာအခုမှအတန်ထွက်လာတယ်လက်မပြန်ပေးလက်မပြန်ပေးလိုက်ဟေးလိုက်တက်ပြစ်မယ်တက်ပြစ်မယ်အော်ဟေ့ပြီးအနောက်မှာလိုက်လာတဲ့အတန်တွေကြောင့်မြေကြီးပါတုံနေတယ်မိုးရွာထဲမှာနှစ်ယောက်သားမနာတန်ပြေးလာရင် လူမျိုးကြီးကိုဝင်ချန်နယ်ကို အတင်းဝင်ပြေးခဲ့ကြတယ်။အိမ်ပေါ်အရောက်မှာကိုဝင်းမှာတကားကိုလင်းမြန်ပိတ်လိုက်ပြီးရလာဆိုကြည်ဟမ်ရလာကျွန်တော်နဲ့ပေါ့စားမှာမထားနိုင်သေးပဲမော်ပန်လွန်၍အသက်ကိုပုံမဲ့ရှုနေရတယ်။အဘရောဆရာကြီးမှာဖျားစီအောင်မှာတရားထိုင်နေလျက်ရှိတယ်။ကျွန်တော်လည်းပါဇက်ထဲမှာငုံထားတဲ့ကလေးလက်မလေးကိုထုတ်ပေးလိုက်ပါတော့တယ်။အောင်ပြီကွာအောင်ပြီကိုဝင်းရဲ့အောင်ပွဲခံတဲ့အတန်အစုံမှာတိတ်ငနေမြေတုံသွားပြီး အိမ်တကာအပေါက်ကိုအင်အားကြီးအရာတခုက ပြေးဆောင်လာတော့တယ်။ကံကောင်းစွာနဲ့တကာမပွင့်။အဖရေလောအောင်လေဗျာဘာရီလဲ။အိမ်ရက်ဒီဝင်လာကြရင်အလုံးတေကုန်မယ်လေ။ပေါက်စားကစိုးရင်အားကြီးစွာနဲ့အဖကိုလှမ်းပြောလိုက်တယ်။မပူနဲ့လူလေးတို့သူတို့ဘာမှလုပ်မရပါဘူး။ဒီချိန်မှာအတန်ပေး၆လက်နေုံပဲတက်နိုင်တော့တယ်။အဖအိမ်ပပက်လေးကိုစီးချထားပေးသား။သူတို့အဖတားထားတဲ့စီးအပြင်ကနေသား။အော်ဟစ်နေကြလိမ့်မယ်။မနေ့အအောင်တက်တာနဲ့ ဒါရီအလုံးချုပ်ငင်ပြောက်ွယ်သွားမှာပါပြန်ပြီးလက်မပြန်ပြီးတောက်ခေါက်တန်ကကျေလောင်လာတယ်လက်မကိုပြန်တောင်းနေတဲ့နဲ့အိမ်ပပက်လေးမှာအခွဲလိုက်ပြေးလွှားနေတဲ့နေကခြောက်ချားဝယ်ရကြားနေရတယ်ထို့စဉ်အဘကရွေပါတဲ့ဖန်ခွဲနှစ်ခုကိုရှုလာတယ်ရော့လူလေးတို့ဒီရမန်းကို၃ရောင်စလုံးတောက်လိုက်ကြပါအန်ဒီရဲ့အပေါင်းကနေကင်းရှင်းသွားပါလိမ့်မယ်လူလေးကလက်မကိုဒီဖန်ခွက်တဲကိုထိလိုက်တော့ ကိုဝင်လေအပခိုင်းသလိုလက်မလေးကိုဖန်ခွက်ထဲကိုထည့်လိုက်တယ်။ပြီးမှအပတိုက်တဲ့ရှင်မန်းကို သုံးယောက်သားတောက်လိုက်ကြတယ်။အပကလက်မလေးထည့်ထားတဲ့ဖန်ခွက်ကိုဖျားစင်ပေါ်တင်လိုက်ပြီးပါဇက်မှတစ်ခုခုရှုပ်လိုက်တယ်။ပြီးမှကျွန်တော်တို့ပဲလှဲကလူလေးတို့မနှက်ပြန်စားလို့ရက်ွက်ထဲမြို့ထဲမှာပြုတ်တိုင်းကြိုက်တဲ့နှင်းစီကိုင်းဖြစ်ကြတော့မှမလွဲကြဘူး။အောင်းပါပြီကွယ်အောင်းပါပြီ။ကဲအခုတော့နားလိုက်ကြအောင်။အပအတိတ်တန်ဆက်ဝင်လာအောင်မယ်။ အဘရဲ့စကားဆုံးမှာကျွန်တော်အရင်ဆုံးသတိရလိုက်တဲ့မျက်နှာမှာအစိမ့်ပြက်မှမဟုတ်အုပ်ကူပေါ်မှာအတင်းယုံနေတဲ့မြေမင်းသားကိုခလေးမသားလေးမဟုတ်ခြေထောက်ကိုလှဆွဲတဲ့တန်မာတဲ့လက်တစ်ဖက်လည်းမဟုတ်တင်းကြိုင်တွေမှာအရေးမဲကြီးနဲ့အတန်ဆိုးတွေမဟုတ်နောက်ဆုံးအိမ်ပြီးမှာတောက်ခေါက်လိုက်လမ်းလျှောက်လိုက်နဲ့အော်ဟစ်တောင်းချက်နေတဲ့တရေတွေမဟုတ်ကျွန်တော်မြင်ရောင်နေတဲ့မျက်နှာလေးမှာအေးချမ်းပြီးဘက်ကတီဖြူစင်လှပါနေရဲ့ နောက်တနေ့ကျွန်တော်တို့တုံရအိယာနူးချင်းဟာနေကင်း7နှစ်ကြော်နေပြီထူးခြားတာကရောစရာအပါနဲ့ဖျားစင်ပေါ်မှာလက်မလေးထည့်ထားတယ်ကျွန်တော်တို့ရဲ့မျောလင်းချက်လေးဟာလုံးဝမတွေ့ရတော့ပြီမြို့ပတ်ဝန်းကျင်နဲ့တင်မောစိတ်တွေကိုလိုက်ရှာစုံစမ်းတော့လည်းမတွေ့ဘယ်တော့မှလည်းမတွေ့ရတော့ပါကိုဝင်းနဲ့ပေါ်စားကဒီကနေ့အချိန်ထိအဲ့ဒီအကြောင်းကိုတတိယတိုင်းတောက်တခေါက်ခေါက်နဲ့ဖြစ်ချည်ရယ်မုံလေးနဲ့တပါးသူတယောက်မင်္ဂလာဆောင်ပြီးမှ ကျွန်တော်ဟာအဲ့ဒီမျိုးလေးနဲ့အားလုံးကိုခွဲကရန်ကုန်မြို့မှာလက်ရှိခိုင်တဲ့စုံစည်းကတားနှစ်ယောက်ပဲရနေပြီဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေဟာကျွန်တော်ဖို့မေ့ပြဖို့အလွန်ခက်ခဲတယ်။မစုံဖြစ်ခဲ့တဲ့ပကွက်လေးနဲ့လက်မလေးကိုတော့ဒီတသက်တာမှာအမြင်အမှန်ရမိနေခဲ့တာကိုတော့ဟွန်ခံပါတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်။ဆိုင်ရီသူရောင်နေတက်လွင်ရေးသားထားတယ်။မြေမနှင်းသားစနေသားဆိုရယ်ဇလန်လေးကတော့ဒီမှာနေပေးပါပြီ။ နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်